Hi ကျွန်တော်ကတော့တီးပြထားတာက E-minor A7 D-minor G7 2525တွေပေါ့နော်အဲကျွန်တော်တို့ jazz မားတွေအတွက်ကတော့အဲ improvisation ကအဓိကပဲလေ improvisation တီးတာကိုပဲကျွန်တော်တော့တရားနားထောင်ကြတာပေါ့နော်ဒီ jazz တွေဒီ jazz အတွေးခေါ်ယူစာတွေအဲ့ဒါပေါ့အဲ့တော့ကျွန်တော်အခုဒီနေ့ပြောချင်တာဒီ improvisation ဆိုတာကို ဘလို့စလေလာမလဲပေါ့နော်ကျွန်တော်အတွေ့အကြုံရပြင်ပြောင်းရမယ်ကျွန်တော်ဂီတမိမှာကိုစာနဲ့စာတွေ့တယ်စာတွေ့တဲ့ခါမှာသူတင်တာကိုကျွန်တော်ကြည့်တယ်ကျွန်တော်ရင် rehearsal နဲ့တော့ကျွန်တော်တီယူပြီးလေ့လာတော့ပေါ့နော်ဒါပေမဲ့အဲဘလို့ကိုဘလို့ဘလို့စလို့အောင်မသိဘူးဟိုလိုလိုဒီလိုဖြစ်နေကိုစာနဲ့စာတွေ့တဲ့ခါမှာကိုစာအဆင့်၃ဆင့်ပြင်ပြရပြတော်တော်ကောင်းတယ်အဲ့ဒါကိုကျွန်တော် sharing ပြန်လုပ်တာပေါ့နော်နံပါတ်၁ကဘာလဲဆိုတော့အိမ်ထဲမှာ ကစားရမယ်တဲ့သဘောကတော့ရှင်းပြရရင်ကျွန်တော်မူတီထဲမှာတီဝီတီချာတင်ပြီးတော့မူတီထဲမှာပဲအရင်ဆုံးကျင်းတဲ့ improvise ကျင်းသဘောကတော့ပြအီမိုင်နာဘီမိုင်နာဆိုဒိုရီယံပေါ့ကွာအဲ့အီမိုင်နာလာလာဟာမိုနီဖြစ်တာပေါ့ဟာမိုနီပေါ့ပြောရမယ်မူတီဆိုလာဟာမိုနီတွေပဲလေအဲနံပါတ်1ကဘာလဲဆိုတော့ချန်ပီယံထွက်ပြီးကစားရမယ်တဲ့ ချန်ပီယံထွက်ပြီဆိုတာတီးနေတန်းလားကျွန်တော်ခုနဒူဒီယာအိမ်မက်လားဒီမှာဘာပြက်လဲဆိုတာဘယ်လုံးမပါဘူးဆိုတာဒီဖီမပါဘူးအဲ့ဒါကိုကစားမှာပြီးလို့ရှိရင်ညတီရှင်းမြောင်းထားသုံးရမယ့်နေမှာတီလေးကိုတလုံးလေးလွှဲပြီးတီးလိုက်တော့ပြောရမယ်တလုံးလွှဲပြီးတီးလိုက်တန်ရှင်ထည့်လိုက်တော့ဘူးမူထဲမှာပါတဲ့အလုံးတွေဟာမွန်နီဖြစ်တဲ့အလုံးတွေ သူ့အပြင်ထွက်သွားတဲ့အလုံးကတန်ရှင်လုံးနဲ့ဒါလွယ်လွယ်လေးပဲကျွန်တော်သတ်မှတ်လိုက်တယ်နော်အဲ့လိုသတ်မှတ်ပြီးတော့ကျွန်တော်တို့တီးတယ်အဲ့လုံးတွေကိုထည့်ကစားအဲ့နံပါတ်1နံပါတ်3ကြ outside outside ကြတော့ဘယ်လိုလဲဆိုရှင်တစ်လုံးနှလုံးထွက်ပဲနဲ့တခါတည်းဘယ်လိုခေါ်မလဲဟုတ်အစုံလိုက်ကြီးထွက်တယ်ဗျာသဘောကဒီလို G major 7 G major 7အဲ့အဲ့လုံးတိုင်းပဲကို G set တီးလိုက်တယ်ပြီးရင် G major 7ကိုပြန်ချတယ် အလိုလိုနော်ထပ်ပြီးတော့ဒီလိုက်အဲ့ဒါကို outside လို့ခေါ်တယ်တကယ်လို့ in mind တော့ပြီးဤရှက်မိုင်းလားပြီးပြီး in mind အလုံးပြန်ချလိုက်ကော့တုံးပြန်ချလိုက်တော့အဲ့လိုဖြစ်သွားတာ ောရမယ်အောက်ဆိုင်ထွက်လိုက်ပြန်ဝင်လိုက်ပေါ့ဗျာအဲပြောအဲ့အဲ့သဘောအဲ့တော့ဘာဖြစ်လဲတီးနေုံတန်းတန်းနဲ့ကျွန်တော်ဒီဥကြီးဒီရစာလီပဲကြီးအဲ A flat minor ကြီး A flat minor ပြောတောက်တောက်ပြီးတော့ A minor သွားလိုက်ပြောရဆိုရှင်ဒါ ဒါနေစင်းတစ်ခုပေါ့နော်တကယ်လို့ G major 7 D တယ်အဲ E flat minor D မှာ E flat minor ပြီးကျ E flat minor မလိုပြောရမယ်ကျွန်တော် outside ဒီစနစ်တွေကအများကြီးပဲဗျအဲအဲ့ဒါကြီးပြောမယ်ဆိုတော့တော်တော်များတယ်ကျွန်တော်တီးပြရင်လည်းပဲကျွန်တော်ပြောသွားတော့မယ်နော် ဒါ immunity 7ဆိုတော့ဒူရီယံပေါ့နော်အအစင်ပထမအနေနဲ့ကျွန်တော်ဘူတီအတိုင်းပဲဒီပြရမယ်နော်စတင်နဲ့ပထမဆုံးကျွန်တော်အဲ့ဒါကြီးကြားရည်လောက်ပါတော့

thank you ရနေတည်းပြီးရင်ဂျီနဲ့ဂျီရှာနဲ့စိတ်လို့ပြီးရင်ကျွန်တော်ဒီ flat နဲ့ဒီ minor ရှိတ်လို့ definitely, man. F, be ျွန်တော် sharing လုပ်တာပါเนาะโอเค bye